ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ November လ20ရက်နေ့ကျွန်တော်ဒီနေ့မှာကျွန်တော်ထွက်ခဲ့ SPY အကြောင်း SPY အကြောင်းလေးကိုပြပြပေးပါမယ် Market Recap လေးပါခင်ဗျာအားလုံးကျွန်တော်တို့ Secret Trading နဲ့ကြိုဆိုလိုက်ပါရခင်ဗျာโอเคဒါကတော့ကျွန်တော်ဝင်ခဲ့ထွက်ခဲ့ရတာဒီကိုအမှတ်သားလုပ်ခဲ့တာပေါ့နော်ဒီနေ့အတွက်ထိတ်နေတလန်နဲ့ဘာမှဝင်ခဲ့ရတယ်ဘာမှထွက်ခဲ့ရတယ်ဆိုတာကိုအမှတ်သားလုပ်ခဲ့ရလေးဖြစ်တယ်ခုတော့ဒီလိုရှုပ်နေလိုက်မယ်အဲ့ဒါကိုကျွန်တော် Market Recap လုပ်ပေးမယ် တော့ကျွန်တော်တို့မနက်9:00နာရီခွဲကန်ဒလီကိုပြန်သွားလာကြည့်လိုက်ကြရအောင်ကျွန်တော်ဒီရေးထားရတော့မဖယ်တော့ဘူးเนาะဘာလို့လဲဆိုလို့ရှိရင်တစ်ခါတည်းမျက်စိရမြင်အောင်တစ်ခါတည်းတန်းကြည့်လို့ရအောင်တစ်ခါပြပြလိုက်မယ်ဒီမနက်9:00ခွဲကန်တယ်မှာကျွန်တော်တို့ကဒီ spy ကိုကျွန်တော်တို့ကဒီ trading hour ကို အာ extended trading hour နဲ့ကြည့်ကြည့်တဲ့အတွက်သူကဆက်စားချက်မှာအကြပေးရပေါ့နော်ကျွန်တော်တို့ put option ဝယ်ဖို့ပေးတယ်ဒါပေမဲ့ကျွန်တော်တို့ကိုအာကျွန်တော်တို့ရဲ့ code tag တို့ code boss တို့ကနေပြီးတော့ဒီအချိန်မှာအာ market ကအရင်လှုပ်ထားတဲ့အတွက်ဒီမှာဘာမှမလုပ်သေးပဲစောင့်ကြည့်ဖို့အရင်ပြောရပေါ့နော် market ကအကြီး move ထားပြီးတဲ့အချိန်မှာကျွန်တော်တို့ဘာမှမလုပ်သေးပဲနဲ့စောင့်ကြည့်ဖို့ကျွန်တော်တို့ဒီ group founder တွေကပြောတယ်အဲကြောင့်ကျွန်တော်တို့ဒီအဖွဲ့သားတွေဘာမှမလုပ်ကြသေးဘူးစောင့်ကြည့်နေရပေါ့နော်ဒီမနက်ခင်းမှာဘာမှမလုပ်သေးဘူးအကြပေးနေပြီလည်းမဝင်သေးဘူး ်မကဗီဝရဲ့အပေါ်မှာရှိတယ် EMA line တွေက cross နေရဲ့အကြားထဲမှာရှိတယ် Mac key ကလည်း volume ကတိမကောင်းဘူးပြီးွားရည်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိရပါတော့ volume ခံနေရတာတိမကောင်းအားဆိုင်အခြေအနေကလည်းဆိုးဆိုးပဲဆိုတော့ကျွန်တော်ဘာမှမလုပ်သေးဘူးစောင့်ကြည့်နေသေးတယ် Mac ကဘလို့ move လဲဆိုတော့မတော့ကျွန်တော်တို့မမြင်သေးတဲ့အတွက်စောင့်ကြည့်ရပါတော့ပထမဆုံး UI ပြီဆိုလို့ရှိရင်ကျွန်တော်တို့ attack call option ဝယ်ဖို့အတွက်ကိုကျွန်တော်တို့ market က indicator အနေနဲ့ပို့ကျွန်တော်တို့ပေးတယ်ပေါ့နော် ဲ့မှာလည်းကျွန်တော်ဘာမှမဝယ်သေးဘူးဆက်ဆောင်ကြည့်နေသေးတယ်အဲ့ဒါဆိုတော့ဒီကျွန်တော်တို့ဒီ Nvidia Anni ရှိရဲ့အတွက် Nvidia Anni ရှိခဲ့ပြီးတော့မကကအရန်တက်ထားပြီးအတွက်ကျွန်တော်တို့ဒီဒီငါမှာ consolidate ဖြစ်မယ်ဆိုတော့ကျွန်တော်ယုံကြည်ရဲ့တည်ရဲ့အတွက်အကျိုးတည်နေရဲ့အတွက်ကျွန်တော်ဘာမှမလုပ်ကြဘူးပေါ့နော်ဒီမှာကျွန်တော်ဆက်ပြီးဆောင်ကြည့်နေရခင်ဗျ အကကအခုကျွန်တော် market ထဲဝင်လာ10မိနစ်9မိနစ်3မိနစ်4မိနစ်5မိနစ်6မိနစ်9မိနစ်ရှိပါတော့เนาะကျွန်တော်ဘာမှမလုပ်သေးဘူး market ဆောင်ကြည့်နေဒီနေ့မနက်ခင်းကနည်းနည်းတော့ပြင်စရာကောင်းတယ်ကျွန်တော်ဘာမှမလုပ်ဘဲစက်တက်ကြီးဆောင်ကြည့်ကြရတယ်ပေါ့နော် ဒီကျွန်တော်တို့က indicator နဲ့ call option ပေးထားတဲ့အတွက်ကျွန်တော်တို့ဒီမှာဆက်လာပြီးတော့ဒီမှာဒီအမှတ်ကိုကျော်လို့ရှိရင် stop loss ထားပြီးထွက်ခွာမယ်ဆိုပြီးတော့ပေးလာတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီ live trading room ထဲမှာရှိရလို့ဆိုတော့သိကြလိမ့်မယ်။ကျွန်တော်တို့ဒီအချိန်တွေမှာဘာမှမလုပ်ဖို့တော့ကိုကျွန်တော်တို့ကိုတက်ကပြောထားတယ်။အဲ့တော့ကျွန်တော်ဘာမှမလုပ်ကြသေးဘူး။ပြီးတော့ဒီမှာ POC line တစ်လိုင်းအောင်လည်းရှိနေသေးတယ်ပေါ့နော်။အဲ့တော့ market ကဒီနောက်မှာတေချာပေါက်ကို consolidate လုပ်နေတယ်။ကျွန်တော်တို့ဘာမှမလုပ်ကြသေးဘူး။လုံးဝစောင့်ကြည့်နေတဲ့အနေအထားဖြစ်တယ်။ ဲ့တော့ဒီမှာကျွန်တော်တို့ indicator call option ပြေးလိုက်ပြင်မယ်လဲဒီမှာ call ဝင်ထားတဲ့လူတွေကတော့ဘလောက်မှ percentage တောင်းရမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့အာဒီမှာဆိုလို့ရှိရင်ပြန်ထွက်တယ်ဆိုလို့ရှိရင်တော့ premium bank account ဒီမှာအကွက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ live premium room ထဲမှာရှိတဲ့လူတွေကတော့ကျွန်တော်ဒီ call option ကျွန်တော် save ဖြစ်သွားဒီအကြောင်းမှလည်းမွေပြူဒီ call မှလည်းမွေပြူဆိုတော့ဒီ trade နဲ့ trade ကိုကျွန်တော် save လုပ်လိုက်နေလိုက်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာအကြ option တစ်ခုပေးတယ်ကျွန်တော်ကဒီမှာပါစဉ်းစားလဲဆိုလို့ရှိရင် market ကအကြမ်းထဲမှာ market ကဒီဒီ now ဈေးကြုံအမြင့်ဆုံးဆိုတော့ကျွန်တော် pre market ပေါ့နော် pre market ရဲ့ high ကိုလုံးဝမဖောက်နိုင်ဘူးပြန်ကျလာတယ်ကျွန်တော်ဒီနောက်မှာ put option ဝယ်ဖို့စဉ်းစားတယ်စဉ်းစားတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကျွန်တော်စဉ်းစားတယ် market က viewer ကိုလည်းထိသွားပြီတကယ်လို့ viewer ကိုဖောက်ပြီးတော့နောက်နှစ်တိုင်သွားတယ်ဆိုလို့ရှိရင် viewer ကို viewer ကိုဖောက်ပြီးတော့နောက်နှစ်တိုင်သွားပြီဆိုကျွန်တော်ဝယ်မှာပေါ့နော်ဒါပေမဲ့ map ဒီအရာလည်းဒီမှာ bearish ဖြစ်လာပြီအာ RSI ရာလည်း RSI အရာလည်းဝယ်လို့ကောင်းတယ်ပေါ့နော်ကျွန်တော်ဝယ်ဖို့စဉ်းစားတယ်ဒါပေမဲ့မဖြစ်လဲဆိုလို့ရှိရင်နောက်ထပ် candidate တွေမှာ market က we were we were ကိုလုံးဝဖောက်မစင်သွားရင်းနဲ့သူကအာဒီနားမှာရင်ပြန်တက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်မဝယ်ဖြစ်လိုက်ဘူးပေါ့နော်မဝယ်ဖြစ်လိုက်ပြန်နဲ့ဒီမှာ other option တစ်ခါထပ်ပြီးရယ်ကျွန်တော်ဒီနားမှာဘာမှမလုပ်ဘူးဆက်ပြီးတော့စောင့်ကြည့်နေအနေထားဖြစ်သွားတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှင် backup ကလုံးဝ site way တွေကိုပြေးနေတယ် consolidate လုပ်နေရယ်ဆိုတော့ကျွန်တော်ဘာမှမလုပ်ဘူးဒီမနက်ခင်းမှာဒါကတော့အချိန်တော်တော်ကြာကြာအထိကျွန်တော်စောင့်ကြည့်ခဲ့ကြရတယ်ပေါ့နော် backup ကအချိန်တွေသိမ်းမလာတဲ့အတွက် โอเคဒီဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့15မိနစ်ပြည့်သွားပြီ15မိနစ်ပြည့်သွားတဲ့ခါမှာ ORV 15မိနစ်အနေ15မိနစ်အနေရ15မိနစ်အမြင့်ရပေါ်လာပြီပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင် market ထဲမှာကျွန်တော်တို့နေပြီးသား15မိနစ်ရှိပြီဆိုရဲအခြေပဲပဲအဲ့တော့ကျွန်တော်တို့ဒီ ORV ရဲ့သဘောတရားအရ ORV 15မိနစ်အမြင့်ကိုကြော်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က call option ဝယ်မဲ့ ဒီရဲ့ OAB 15မိနစ်ရဲ့အနှိမ့်အောက်ကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ put option ဝယ်မယ်ပေါ့နော်ဒီပြောလိုက်တာကတော့ကျွန်တော်အလွယ်ပဲတခြားစဉ်းစားစရာအချက်လက်တွေလည်းအများကြီးရှိသေးရပေါ့ call option put option ဝယ်ဖို့ဆိုလို့ရှိရင်တခြားထည့်သွင်းစဉ်းစားစရာအများကြီးရှိနေရပေါ့နော် okay ကျွန်တော်တို့ဒီနေရာမှာ call ဖို့ကောင်းလား put ဖို့ကောင်းလားဘယ်လိုစဉ်းစားကြမလဲဆိုလို့ရှိရင်စက်ပြီးကြည့်ကြရအောင်နော်ဒီအချိန်ဤကျွန်တော်တို့ဘာမှမလုပ်သေးဘူးဒါပေမဲ့ဘာဖြစ်ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့က Mac ကြီးရတော့ bullish တဲ့မှာဝင်လာပြီ market ကဒီ15မိနစ် orb ကိုဒီမှာပြီးသွားတယ်ပေါ့နော်ဒီမှာဖောက်မထွက်သေးဖောက်မထက်သေးဘူးကျွန်တော်တို့အဲ့အတွက်ဘာမှမလုပ်သေးဘူးခုလောဆယ်ကျွန်တော်တို့ဆက်ပြီးတော့ပဲစောင့်ကြည့်နေထားနေထားဖြစ်တယ်။ဒါပေမဲ့ဒီကျွန်တော်တို့ဈေးကွက် trading ရဲ့ဒီ special နည်းလေးတစ်ခုဖြစ်တဲ့ square rule ဆိုတဲ့နည်းလေးရှိတယ်ပေါ့နော် square rule ဆိုတဲ့နည်းရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတိုင်အောင်ကြော်ပြီးနောက်တစ်တိုင်စိမ့်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝယ်လို့ရမယ်ပေါ့နော် okay ဒီ drain ကလုံးဝလဲ orb 15မိနစ်ကိုကျော်သွားတယ် ကျော်သွားပြီးပြီးတော့ကျွန်တော်တို့အဲ over 15မိနစ်ကိုလည်းကျော်သွားတယ်ကျွန်တော်တို့ indicator ဒီမှာအသက်ပေးထားရဲပေါ့နော် view visibility square ဆိုတော့ G ကလည်းနောက်တစ်တိုင်းဆင်းလို့ရှင်ဝင်ဖို့ကောင်းမယ်ဒါပေမဲ့မဖြစ်လဲဆိုလို့ရှင်ကျွန်တော်ဒီမှာမဝင်ပြဘူးပေါ့နော်ကျွန်တော်တို့ founder တွေကလည်းကျွန်တော်တို့မဝင်ကြမဝင်ဖြစ်ကြဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်အရင်ကမက consolidate ဖြစ်နေရဆိုတော့ကျွန်တော်နောက်တစ်တိုင်းစိမ့်တာကိုစောင့်ကြည့်မှာပြီးမှဝင်မယ်ဆိုပြီးမဝင်ဖြစ်ကြဘူးပေါ့နော်ဒီထွေးမှာတော့ โอเคဟုတ်ပြီဒီမှာဆိုတခြားပါစဉ်းစားစရာရှိလဲဆိုလို့ရှိရင်ကျွန်တော် ORB 15မိနစ်15မိနစ်ကို market က ORB ကိုဖောက်တက်သွားတယ် reset retest ဖြစ်မလား retest ဖြစ်ပြီးတော့ကျွန်တော်တို့ market ကဒီကျွန်တော်တို့ vtrend တွေကိုတွားပြီးတော့ကျွန်တော်တို့ call option ဝယ်ဖို့ကောင်းမလားဆိုတော့ကျွန်တော်ဒီနေရာမှာစဉ်းစားလို့ရပြီဘာလို့လဲဆိုတော့ကျွန်တော် breakout ဖြစ်တယ် retest ပြန်လာလောက်တယ် breakout ဖြစ်တယ် retest ပြန်လာလောက်တယ်အဲ့ဒီမှာဟိုမှာကျွန်တော်တို့မရှိဘူးလဲဆိုလို့ရှိရင်ကျွန်တော် inner liquidity ဆိုတာရှိမယ်ပေါ့နော်ဒီနောက်မှာရှိ inner liquidity liquidity ရှိတယ်အဲ့ဒါကိုမှလာပြီးတော့လာ test လုပ်သွားပြီးတော့ကျွန်တော်တို့ပြန်ပြီးမှ breakout တခါထပ်ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ call option ဝယ်ဖို့လုံးဝစဉ်းစားလို့ရပြီးတော့ကျွန်တော်တို့ဝယ်လို့ရမယ်ပေါ့နော် call option တခုအာဆက်ပြီးကြည့်ကြအောင်ပြကျွန်တော်တို့ ဒီနောက်တစ်ချောင်းอ่ะဒီတိုင်းစိမ့်ပြီးတော့နောက်တစ်ချောင်းလွတ်ကျွတ်ကျွတ်မစိမ့်သွားပြင်းねကျွန်တော်တို့ဒီနားမှာဒိုကြီးဖြစ်နေတော့ကျွန်တော်ဒီနားမှာမဝင်ခဲ့ဘူးပေါ့เนาะပြီးတော့ဒီနားမှာရှိရဲ့ inner liquidity ကိုလာပြီးတော့ခဏခဏလာပြီး test လုပ်တယ် test လုပ်တယ် test လုပ်တယ်သူအဲ့လိုဖြစ်နေတယ်ပေါ့เนาะကျွန်တော်လုံးဝမဝင်သေးဘူးဘာလဲဆိုလို့ရှိရင်ဒီကောင်လွတ်လွတ်ကျွတ်ကျွတ်ကြီးကျွန်တော်ရဲ့နောက်တစ်တိုင်းကိုမစိမ့်သေးတော့ကျွန်တော်ဘာမှမဝယ်သေးပဲကျွန်တော်စက်ပြီးစောင့်ကြည့်ရဲ့ ဒီနေရာမှာတော့ဗောနော်ဒီတိုင်းစိမ့်ပြီးရောနောက်တိုင်းစိမ့်လာရတဲ့အတွက် market က inner liquidity ကိုလည်း retest လာလောက်သွားတယ်ပြီးသွားပြီဆိုလို့ရှိရင်နောက်တိုင်းလည်းစိမ့်သွားရတဲ့အတွက်ကျွန်တော်ကျွန်တော်တော့ဒီမှာဝင်လိုက်တယ်ဗောနော် entry ဝင်လိုက်တယ် spread ဆိုတော့ကျွန်တော်ရဲ့နီးလိုက်ရအရာအလုံးအမှန်နေရဲ့ media လည်း bullish တဲမှာရှိရဲ့ကျွန်တော်တို့ပြီးသွားပြီဆိုလို့ရှိရင်ခံတဲ့အရာလည်းအရင်အကောင့်နဲ့ခံနေဖြစ်လာတယ်ကျွန်တော်ဒီမှာ EMA အရာလည်း EMA အရာလည်းအရင်အကောင့်နဲ့ပြီးသွားပြီဆိုတော့ buy ရဲ့အပေါ်မှာလည်းရှိနေတယ်ကျွန်တော်တို့အရာအလုံးက bullish တဲမှာဖြစ်နေတဲ့အတွက်ကျွန်တော်ဒီမှာ call option ဝင်လိုက်တယ်ဗောနော် ဲ့တော့ကျွန်တော်မှတ်ထားခဲ့တာ I mean ဆိုပြီးကျွန်တော်မှတ်ထားခဲ့ဒီနာမှာပထမကျွန်တော်ဒီနာမှာအများအများကြီးစဉ်းစားခဲ့ရရှိရယ်เนาะကျွန်တော်စဉ်းစားခဲ့ပါစဉ်းစားခဲ့လဲဘာကကအာပရီမတ်ကကိုမကြော်နိုင်ဘူးမကြော်နိုင်မဲ့အောက်ကိုကြလာတယ်ကျွန်တော် view ရဲ့အောက်ကိုကြော်ပြီးတော့နှစ်ချောင်းကြော်ရဲဆိုကျွန်တော်တို့ pop option ဝင်ဖို့စဉ်းစားမယ်ဒါပေမဲ့ကျွန်တော်ဒီညလုံးဝမဝယ်ခဲ့ဘောလဲဆိုလို့ရှိရင် view ကနေပြီးပြန်လှည့်သွားရတဲ့အတွက်အဲ့တော့ဒါကျွန်တော်စဉ်းစားပုံလေးပေါ့နော်စဉ်းစားပြီးတော့ market ထဲမှာဘယ်လိုဝင်မလဲဆိုတော့ကျွန်တော်ပြပြဖြစ်နေပါတယ် တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာရှိမလဲဆိုလို့ရှိရင် market ကဒီနောက်မှာဆိုလို့ရှိရင်ဒီကောင်ကြော်ပြီးတော့တကယ်လို့ကိုကကော option ဝယ်လိုက်တယ်ဆိုလို့ရှိရင်တော့မှဒီတကောင်ကြော်သွားပြီးတော့ဒီ market ကဒီကနေပြီးတော့တက်သွားပြီးတော့မှအောက်ကိုပြန်လှည့်လာလို့ရှိရင်ဒီကောင်ကိုကြော်လို့ရှိရင်ကြော်ကြော်လို့ရှိရင်ထွက်ကားမယ်အမှတ် point တခုပေါ့နော် โอเคဒီမှာကြော်ထွက် point ဆိုပြီးတော့နောက်တစ်ခုထပ်ပြီးထပ်ပြီးပြောင်းပြီးပေးလိုက်ပြီးအဲ့မှာမှာဘာကအာကျွန်တော်တို့ဒီတခြား간တွေပြန်ချလာရပေါ့နော်간တွေပြန်ချလာရအတွက်ကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင်ကျွန်တော်ကဒီကြော်ထွက် point ကြော်ရတဲ့အတွက်ထွက်ဖို့စဉ်းစားတယ်ဒါပေမဲ့ကျွန်တော်မထွက်လိုက်မိဘူးမထွက်လိုက်ကြသေးပဲနဲ့ကျွန်တော်နောက်မှာဆက်ပြီးကိုင်ထားလိုက်တဲ့အချိန်လေးဖြစ်သွားတာပေါ့နော်ကျွန်တော်ဝင်တဲ့ဒီ간တွေမှာဝင်နေဒီ간တွေမှာဝင်ပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်မထွက်လိုက်မိဘူးဘာလို့ဆိုတော့မကပြန်လာကြလာတယ်အဲ့တော့ပါဆက်ပြမလို့ကြည့်မယ်နော် နောက်ချောင်းကလည်းကျွန်တော်မကကပြန်ပြီးအမကောင်းတော့ဘူးပထမကျွန်တော်ဘယ်လိုစဉ်းစားလဲဆိုရင် EM9 retest လုပ်တယ်ပြီးလို့ချင်းပြန်တက်မယ်ပေါ့နော်။ဒါမှဖြစ်လို့ဆိုရင်ဒီကန်နဲ့အရာအမကောင်းဘူးအဲ့တော့ကျွန်တော်ထွက်ဖို့စဉ်းစားမယ်နော်။ထွက်ဖို့စဉ်းစားဘယ်လိုစဉ်းစားမလဲဆိုလို့ချင်းဒီကန်နဲ့အရာလည်းအားလုံးဝမကောင်းတော့အဲ့တော့ဘာဖြစ်လဲဆိုလို့ချင်းကျွန်တော်ဒီကန်နဲ့မှလည်းအားမကောင်းခဲ့ဘူး။နောက်ကန်နဲ့ကလုံးဝအပေါ်ပြန်တက်လာတဲ့အတွက်ကျွန်တော်ဒီထိတ်မှပဲကျွန်တော်လုံးဝထွက်ပလိုက်တယ်။ဒီမှာဝင်ပြီးဒီမှာထွက်လိုက်တယ်။ percentage အရာဆိုလို့ချင်းကျွန်တော်10%ကျော်လောက်ပဲရမယ်ဗျ။အဲ့တော့ဟုတ်ကျွန်တော်ဒီမှာထွက်လိုက်တယ်။ ီးတော့ကျွန်တော်အတွက်ဒီ goal entry ကကျွန်တော်ပြီးသွားတယ်ပေါ့နော်လုံးဝ10%တော်တော်လောက်ပဲစားလိုက်တယ်စားလိုက်ပြီးကျွန်တော်ပြီးသွားတယ်ပေါ့ဒီ goal option တော့ပေါ့နော် okay ကျွန်တော်ထွက်လိုက်တာဒီမှာမှန်သွားတယ်ပေါ့လဲဆိုလို့ရှိရင်ဒီ canary ကလုံးဝအာမကောင်းတော့ပြီးသွားပြီဆိုလို့ရှိရင်ဒီ mat ဒီရလည်းဖြည်းနေ mat ဒီ line တွေလည်းကတ်လာပြီပေါ့နော်ကျွန်တော်အဲ့တော့ဒီမှာမထွက်ဖိနေဒီရဲ့ထိတ်ဆုံးနေရာမှာကျွန်တော်ထွက်လိုက်တယ်အဲ့တော့ဆိုတော့ကျွန်တော်ရေဆုံးဖြတ်ချက်တစ်စီချက်မှန်သွားပြီပြောရမှာပေါ့ okay နောက်ထပ် canary မှာကျွန်တော် mat ဒီရ bearish ဖြစ်သွားပြီအားဆိုင်က RS ဆိုင်ရလဲကျွန်တော်တို့ဒီ port option ဘက်ကိုပြန်သွားနိုင်ပြီပေါ့နော်အဲ့တော့ EMI ကတော့မကွေးသေးဘူးဒါပေမဲ့ကျွန်တော်တို့ indicator က indicator color change သွားတယ်အဲ့တော့ဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်က put option ဝယ်ဖို့အတွက်ကိုကျွန်တော်စဉ်းစားပြီးစပြီးတော့ဒီအချိန်မှာဘာလို့လဲဆိုလို့ရှိရင် market ကဒီနောက်မှာတစ်ခါနှစ်ခါသုံးခါလုံးဝကျွန်တော် market လုံးဝဖောက်မထွက်နိုင်ဘူးဒီနောက်မှာဆိုလို့ရှိရင်လည်း doji ဖြစ်သွားတဲ့ indecision candle ဖြစ်နေရေပေါ့နော်အဲ့တော့ကျွန်တော်ဒီဒီဒီမှာကြလာတဲ့ဒီ candle ကလည်းအရင်အားကောင်းတယ် bearish candle ကလည်းအရင်အားကောင်းတယ်ကျွန်တော် indicator လေး indicator color change သွားပြီးတော့ put option ဝယ်ဖို့သူစတင်ပြီးတော့3ပြနေပြီပေါ့နော်ဒီ trend ကို change တော့မယ်ဆိုပြီးစပြီး3ပြနေပြီအဲ့တော့ကျွန်တော်စိတ်ကမှာဘာတွေးလဲဆိုလို့ရှိရင် okay ငါဒီနားမှာ put option ဝယ်ဖို့စဉ်းစားရမယ်ပေါ့နော်ကျွန်တော်အဲ့လိုတွေးတယ် အဲ့တော့နောက်ထပ်ဘာကြီးဆက်ဖြစ်မလဲကြည့်မယ်နော်အဲ့တော့ဒီကန်လေးကြီးကဒီမှာလုံးဝအကျဖြစ်သွားတယ်ကျွန်တော်အင်ဒီကေတာလည်း put option ဝင်ဖို့အချက်ပေးတယ်အဲ့တော့ကျွန်တော်ကဒီမှာလုံးဝဝင်လိုက်တယ်ဒီ put option ဘယ်လိုအချက်တွေနဲ့စဉ်းစားပြီးဝင်ခဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ mat di indicator ရ bearish ဖြစ်နေပြီ mat di ရ bearish ဖြစ်နေပြီနှစ်ချောင်း bearish ဖြစ်သွားပြီ volume ကလည်း bearish ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ indicator ကလည်းကျွန်တော်ဒီမှာစပြီးတော့ trend chain နဲ့ train chain နဲ့အတွက်ကိုကျွန်တော်တို့ train chain ကြောင့်သိပေးထားပြွားပြီ indicator လည်း po option ပဲပို့အချက်ပေးပြီအရာအလုံးက alignment ဖြစ်တယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင် EMA line တွေမှာကိုယ်ပြီး9 EMA ရဲ့အောက်ထဲကိုလည်းရောက်နေပြီဒီ21 EMA ရဲ့အောက်ထဲကိုလည်းရောက်နေပြီဆိုတော့ကျွန်တော်ဒီမှာလုံးဝ po option ဝင်လိုက်တယ်ဒါကျွန်တော်စဉ်းစားရဲစဉ်းစားပုံစဉ်းစားနည်းနဲ့ကျွန်တော်ဝင်ခဲ့ရဲ့ trade ကိုပြပြတာပေါ့နော်အဲ့တော့နောက်ထပ်ကျွန်တော်ဘယ်လိုထပ်ပြီးစဉ်းစားလဲဆိုလို့ရှိရင်တကယ်လို့ဒီ ကန်တွေကဆက်ပြီးတော့ဝေဝက်အောက်ကိုဆက်ပြီးကြောက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးစက်ကင်ထားမယ်။ဒါပေမဲ့ကျွန်တော်ဗာတိထားလဲဆိုလို့ရှိရင်ဒီ ORB 15မိနစ်အနှိမ်ကိုသတိထားရဲ။ဘာလို့လဲဆိုလို့ရှိရင်ဒီမှာပိုင်ရည်အရင်များတယ်။ဒီမှာပိုင်ရည်အရင်များလို့တော့ ORB 15မိနစ်အနှိမ်ကနေပြီးတော့ပြင်ပြင်းပြီးတက်သွားရဲပေါ့နော်။ဒါမှအာကျွန်တော်ဝဲဝဲဝဲလူအရင်များရဲဆိုတဲ့သဘောတရားပေါ့နော်။အဲ့တော့ကျွန်တော်စဉ်းစားပုံစဉ်းစားနည်းကတကယ်လို့ဒါဒီကျွန်တော်ဝင်ထားတဲ့ပို့ option ကနေပြီးတော့ ကန်နေတွေကအားကောင်းကောင်းနဲ့ဘူရွာအောက်ကိုဖောက်ထွက်လာပြီးတော့ကြာသွားပြီး15မိနစ်ဒီ ORB 15မိနစ်အနည်းဝဆက်ပြီးကြာအောင်ဆိုကျွန်တော်ကြိုက်မယ်ဆိုပြီးကျွန်တော်စဉ်းစားတယ်ဒါပေမဲ့ဘာဆက်ဖြစ်သွားမလဲကျွန်တော်ကြည့်ကြမယ်နော်ကန်နေအရင်အားကောင်းနဲ့ကြာလာတယ်နောက်ကန်နေအားကောင်းနဲ့ဘူရွာအောက်ကိုရောက်လာတယ်ကျွန်တော်ဒီမှာစမ်းလေးထိုးထားခဲ့ဘောနဗီယောကိုရောက်လာတယ်ဒါပေမဲ့နောက်ထပ်ကန်နေမှာဘာဆက်ဖြစ်မှကြည့်မယ်နော် okay ဒီနောက်မှာက market ကအပေါ်ပြန်လှည့်တော်တော်မလို့လုပ်တယ် โอเคကျွန်တော်ကဒီမှာပဲမကကဒီမှာကိုဒီနေရာမဖောက်ဖဲနဲ့ဒီမှာလည်းဒီနားမှာဆုံးသွားတယ်ဒီကန်တွေကလည်းမဖောက်နိုင်ဘူးနောက်ထပ်ကန်တွေကမှမဖောက်နိုင်လို့ကျွန်တော်တွေးပြီးတော့ကျွန်တော်ထွက်လိုက်တယ်ထွက်ကျွန်တော်ထွက်ပြီးတဲ့အချိန်မှာပဲမကကပြန်ပြီးပြန်လှည့်တတ်တယ်အမေရိကန် solution တော့ကျွန်တော်တို့ပြန်ပြီးတော့ဒီအချိန်လေးမှာကင်ထားလို့ရသေးတယ်ဘာလို့ဆိုကျွန်တော်တို့ကဒီမှာဝင်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာမထွက်သေးဘဲနဲ့ဒီ FVG ကို ဒီ fair value gap ကိုလာပြီး retest ထုတ်တာအထိကျွန်တော်စောင့်လို့ရတယ်ဗောနော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ pre market ရဲ့ height လည်းဒီနားမှာရှိနေသေးတယ် pre market height ကိုလာပြီး retest လုပ်ပြီးရဲ့အချိန်ဟိုမှာမှအာကျွန်တော်တို့ကင်ထားလို့ရတယ်ဒီနောက် retest လုပ်ပြီးပြန်ကျနိုင်တယ်ဆိုတော့အတွေ့ကိုလည်းတွေးလို့ရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ကကြတော့ โอเคကျွန်တော်ရထားရဲ့အမြက်ကိုကျွန်တော်ပြန်မပါွားခြင်းဆိုတဲ့အတွေးရှိတယ်အဲ့တော့ကျွန်တော်ကထွက်လိုက်တယ်ထွက်ပြီးတော့ပဲထွက်ပြီးတဲ့အချိန်မှာမကကပြန်ပြီးပြန်တက်သွားတယ်ဒါပေမဲ့ထွက်ကောင်းပါလားဆိုလို့ရှိရင်ကျွန်တော်တို့တရားစဉ်းစားကြည့်ရဆိုလို့ရှိရင်ကျွန်တော်ပြီးွားရဲ့အောက်ထဲမှာပဲရှိသေးတယ်ပြီးလို့ရှိရင် pre market high ကိုလာပြီးတော့ retest လုပ်တယ်ပေါ့နော် medi ရလဲ bearish ထဲမှာပဲရှိနေသေးရဲ့ rsi ရလဲ oversold မဖြစ်သေးဘူးအဲ trust ကိုတော့မလို့ဘူးပေါ့နော်ဒါပေမဲ့မဖြစ်လဲဆိုလို့ကျွန်တော်ရဲ့ အတွေးနဲ့ကျွန်တော်ရဲ့ training ကကြတော့ကျွန်တော်တို့ရဲ့အရှိရာဆရာတွေကအာဘလို့ပဲဒီຢာတွေကိုဟိုးထားတယ်ပဲပြပြောအာကျွန်တော်အတွေးနဲ့ကျွန်တော်စိတ်ကကြတော့ကျွန်တော် okay ဒီကောင်ကိုကျွန်တော်ထွက်မယ်ပေါ့နော်ပြီးတော့မှတကယ်လို့မှဒီ line ကိုကျွန်တော် truck ခဲ့ကျွန်တော်ပြန်ထွက်ခဲ့တဲ့ဖောက်ကျွန်တော်ဒီနားမှာအောက်လိုက်တယ်မလားကျွန်တော်ထွက်ခဲ့တဲ့နေရာကိုပြန်ရောက်လို့ရှိရင်ကျွန်တော်ပြန်ဝင်မယ်ဆိုရင်အတွေးကိုကျွန်တော်ရဲ့ကောင်းတယ်မှာတွေးလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနားမှာထွက်တယ်အဲ့တော့နောက်ထပ်ကန်နေပါဖြစ်မလဲကြည့်ကြမယ် Okay မောက်ကက pre market ကို test ပြီးတော့ဒီအောင်မဖောက်သွားနိုင်ဘူးကျွန်တော်တွေ့တယ်နောက်တစ်ခါကျွန်တော်ပြန်ဝယ်ဖို့စဉ်းစားတယ်အဲ့တော့ဘာဖြစ်မလဲကြည့်မယ်နော် market က pre market ဟိုက်နာမှာပဲလဲနေတယ် pre market ဟိုက်နာမှာပဲလဲနေရဲ့ okay ဒီလိုကျွန်တော်ကဒီအကောင်ကို အာကျွန်တော်တို့ဘောနော viewer အကိုကြော်ပြီးတတိလို့အကောင့်နဲ့တတိုင်းကြော်ကြော်ပြီးသွားပြီဆိုလို့ရှိရင်နောက်တတိုင်းထပ်ပြီးညီရယ်ဆိုလို့ရှိရင်ကျွန်တော်ဝယ်ဖို့စဉ်းစားရအောင်နော်မဖြစ်လဲဒါပေမဲ့မဖြစ်လဲဆိုလို့ရှိရင်ဒီနားမှာပဲကျွန်တော်တို့ကလုံးဝကိုဖိုင်ယာတွေကအရင်များနေတဲ့သဘောတရားဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်ရမယ်ကျွန်တော်ဒီနားကနေပြီးတော့ဖိုင်ယာတွေက အရန်များကြတဲ့အတွက်ဒီနားမှာဆိုလို့ရှိရင်ဒီနားကနေပြင်ပြင်ပြီးတော့ကန်တက်သွားတဲ့သဘောတရားရှိဒီကောင်ကြည့်လိုက်ဒီကောင်ဆိုကျွန်တော်တို့ဆရာကြီးသင်ပေးတာဆိုလို့ရှိရင်ဒါအမီးရှည်ရှည်နဲ့အမီးရှည်ရှည်နဲ့ကန်နေကြီးတွေပေါ့နော်ဒါအလွယ်ပြောရမယ်ဆိုအမီးရှည်ရှည်နဲ့ကန်နေကြီးတွေလုံးဝအချိန်ကြီးမကောင်းအဲ့ဒါကျွန်တော်နောက်ထပ် poor option လုံးဝမဝယ်ခဲ့ဘူးဒီနားမှာဘာလို့ဆိုဒီနားမှာဘိုင်ယာရေးရှိတဲ့အတွက်ဒီမှာဘိုင်ယာရေးရှိတဲ့ market ကလုံးဝအပေါ်ကိုတက်သွားတယ်ဒီနားကိုပြန်ကျလာတယ်ပြီးသွားပြီဆိုတော့ဒီကောင်ကမဖောက်နိုင်ဘူးမကျော်နိုင်ဘူးနောက်တစ်ခါထက်ကြဖို့စူးစမ်းရဲဘလို့မှမဖောက်နိုင် market ကကဲပါအောင်ကဲပါအောင်ကဲပါအောင်ကော်တာ အခါတရလောက်ရှိနေပြီပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ် portion မဝယ်တော့ဘူးမဝယ်တော့ပဲကျွန်တော်ဆက်ပြီးစောင့်ကြည့်တယ်ဘာလို့ကမလဲဆိုတော့ပေါ့နော် Okay အဲ့မှာပဲကျွန်တော်တို့နောက်ထပ်တဒိုင်ကညီသွားတယ်အဲ့ညမှာကျွန်တော်ဖုန်မမဖြစ်ဘူး Okay ငါဝယ်ခဲ့မိနော်ကောင်းသားဆိုပြီးတော့အာအတွေ့အော်တော့ကောင်းနေမှာမရှိဘူးပေါ့လဲဆိုလို့ရှိရင် okay ငါဒီတိုင်းနှီးရဲ့အချိန်မှာဆုံးဖြတ်ချက်တော့ကျွန်တော်တို့10မိနစ်အတွင်းမှာကျွန်တော်တို့ scaver တွေဆိုသိရဲငါဘယ်လိုမျိုးအာ အတွေ့အကြုံများနေလဲဆိုတော့သိကြတယ်ပေါ့နော်အခုကျွန်တော်တော့မဝင်တဲ့အတွက်ကျွန်တော်နောက်နောက်မရဘူးဒါပေမဲ့ကျွန်တော်ကန်ကောင်းသွားတာကဒီမှာပဲတခါနောက်ထပ်ကန်နေကြီးကအစိမ်းရောင်ကြီးနဲ့ကျွန်တော်ဒါကန်နေ color လောက်ထားလို့ကျွန်တော်တို့ကအနီရောင်လို့မြင်နေရပေါ့နော်တကယ်ကြတော့ဒါဟိုအစိမ်းရောင်ကန်နေကြီးကအကြီးပဲဘာလို့ကန်နေ color လောက်ထားလဲဆိုလို့ရှိရင်ကျွန်တော်ဒီကောင်က bear trend နဲ့မှာပဲရှိနေဆိုရယ်3ပေးထားတဲ့ပုံစံနဲ့ကျွန်တော်ကန်နေ color လောက်ထားတာပေါ့နော်ဒါပေမဲ့ဒီကောင်ကြီးကြီးဒီကန်နေအရန်ကောင်းတယ်အာကျွန်တော်တို့အားဆိုင်ရလဲအပေါ်ပြန်တက်နေပြီ EMA 9ကိုလည်းဖောက်နေပေါ့နော်အဲ့တော့ကျွန်တော်မဝင်ခဲ့တာအော်တော်သေးရငါမဝင်ခဲ့တာကံကောင်းလာပြီလားဆိုပြီးကျွန်တော်စိတ်ထဲမှာတွေးတယ်ပေါ့နော်โอเคနောက်ထပ်ကံတစ်ယောက်လည်းလုံးဝတက်သွားတယ်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့ရဲ့အာကျွန်တော်တို့ရဲ့ indicator ကနေပြီးတော့ attack call option ဝင်ဖို့တကုတ်ပေးတယ်ပေါ့နော်အဲဒီမှာလည်းကျွန်တော်မဝင်ဖြစ်တော့ဘာလို့လဲဆိုလို့ရှင်ဟုတ်โอเคဒီ market ကမြန်ကျွန်တော်တို့ဒီ ကောင်ရဲ့တဝက်လောက်ကိုမြန်သွားပြီးတော့မြန်ပြန်ပြန်လှည့်ကြမလားဒီ fair value ကတည်းကဥပ္ပယ် retest လုပ်ပြီးတော့ပဲအောက်ကိုဆက်ဆင်းမလားဘာလို့ဆိုကျွန်တော်ကောင်းတဲ့မှာ put option ဝယ်ဖို့ပဲအတွေ့အကြုံရောက်နေပြီဘာလို့ဆိုတော့ဒီကန်နေရကြလာရဲဆိုတော့ call back ကိုမစဉ်းစားမိရတော့ကျွန်တော်ဆက်ပြီးမဝင်ခဲ့ဘူး indicator adapt ပေးပြီးမှလည်းကျွန်တော်မဝင်ခဲ့ဘူးကျွန်တော်ဒီနားမှာတော့ကျွန်တော်လွတ်တယ်အာကျွန်တော်တို့ macd ear လည်းကျွန်တော်တို့ bullish တွေဖြစ်သွားပြီ indicator ear လည်း attack call option ပေးထားပြီးပါပြီ ema line တွေကလည်း ema line ရဲ့အပေါ်မှာ ema 20ရဲ့အပေါ်မှာရောက်နေပြီဒါလုံးဝ go option ဝယ်ဖို့ကောင်းတဲ့အချိန်လေးပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့လူရဲ့စိတ်ကလည်းခံမှန်းခတ်တယ်ဗျကျွန်တော်တို့အတွေးအင်းနဲ့အလုံးလုံးနေရဆိုတော့ကျွန်တော်တို့ကိုယ်တိုင်အတွေးအင်းနဲ့အလုံးလုံးနေကြဆိုတော့ကိုယ်အတွေးရโอเคငါဒါမဝင်တော့ပါဘူးဆိုလို့ရှိရင်မဝင်ဖြစ်တော့ဘူးဗျအဲ့လိုဖြစ်တော့မဝင်ဖြစ်တော့ဖြစ်တော့ကျွန်တော်ညီမမဝင်ဖြစ်ဘူးကျွန်တော်အဲ့ဒီ drug ကိုလုံးဝတောက်လျှောက်မဝင်ဘူးပေါ့နော်မဝင်မနဲ့ call option ကျွန်တော်လွတ်တယ်ဆိုတဲ့သဘောတရားပေါ့နော် โอเคကျွန်တော်ဒီနောက်ဘာလို့ဒီအနီဘောက်စ်လေးကိုတားထားရလဲဆိုလို့ရှိရင်ကျွန်တော်ဒီလိုတွေးရဗျာโอเคဒီကောင်ကဒီကန်တွေကဒီနားကိုမကြောထားနိုင်ဘူးနောက်တစ်ချောင်းလည်းမကြောနိုင်ဘူးနောက်တစ်ချောင်းလည်းမကြောနိုင်ဘူးနောက်တစ်ချောင်းလည်းမကြော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 ကန်တွေကြီးအများကြီးမကြောဘူးဗျာပြောရမယ်ဆိုလို့ရှိရင်အာကျွန်တော်တို့ကိုတက်ရဲစကားတိုင်းသုံးရမှာဆိုရေနှစ်တက်လူတော်မှသုံးခါလောက်ပဲကဲပါအောင်ကဲပါအောင်ကဲပါအောင်လောက်ပဲအွန်လိုင်းပါလေဒါပေမဲ့ဒီကောင်ကကြည့်ဘယ်နှခါလဲတစ်ခါနှစ်ခါသုံးခါလေးခါငါးခါ၆ခါခုနှစ်ခါရှစ်ခါလောက် မဖောက်နိုင်တော့ကျွန်တော်โอเคဒီကောင်ကလည်းမဖောက်နိုင်တော့ဘူးနားမှန်ပြန်လစ်တော့မယ်ဆိုပြီးကျွန်တော်စိတ်ထဲမှာစဉ်းစားတယ်။ဒါပေမဲ့ဘာဖြစ်မလဲကျွန်တော်ဆက်ကြည့်မယ်နော်။အဲ့တော့ MT ရလည်း bullish ထဲမှာရှိနေရယ်အာ moment တန်းတော့တိတ်တော့မကောင်းတော့ဘူးကျွန်တော်ဒီနားမှာစပီးကြည့်ကြအောင်။ Okay ဒီနားမှာဆိုဖောက်သွားပြီပေါ့နော်ကန်နေရဖောက်သွားပြီ။အဲ့မှာကျွန်တော်ဘယ်လိုစဉ်းစားလဲဆိုလို့ရှင်ဟာငါမဝယ်မိရမြန်မာပြီလားပေါ့နော်ဒါပေမဲ့ကျွန်တော်မစဉ်းစားပါဘူးစဉ်းစားမယ်နဲ့ဒီကောင်ပြန်ကြမှာလာမယ်လို့တွေးထားရပေါ့လဲဆိုလို့ရှင်အာကျွန်တော်တို့ပေါ့နော် ီနားမှာလုံးဝမဖောက်နိုင်တာမကပြန်ချနိုင်ဒီခြေနေရှိတယ်ဆိုပြီးကျွန်တော်တွေးထားရပါတော့။ဒါပေမဲ့ကျွန်တော်ဒီနားမှာโอเคအကန်လေးကလုံးဝအကြီးပြန်ချလာပြီးငါဝယ်ပြီလားဆိုရင်လည်းမဝယ်သေးဘူးပြ။ကျွန်တော်မကအခြေအနေအရာအလုံးစောင့်ကြည့်တယ်၊သုံးသပ်တယ်ပြီးတော့မှကျွန်တော် all call option ပို့ option ဝယ်ဖို့စဉ်းစားရပါတော့။ကျွန်တော် indicator ကြီးကလည်းဘာမှမပေးသေးဘူး။ဒီမှာ indicator က call option call ပေးလို့ဝယ်ခဲ့လို့ဆိုလို့ရှိရင်ဒီနားမှာအတိုင်းအတာတစ်ခုရအနည်းဆုံးမမြတ်ဘူးဆိုလို့ရှိရင်10 to 20%လောက်မြတ်မယ်ပေါ့နော်။ โอเคဒီကောင်ဆိုလို့ရှိရင်ကန်လေးရဲ့အကြီးအားကောင်းနဲ့ပြန်ကြလာရဲကျွန်တော်တခါရဲโอเคမကကကျွန်တော်တွေးထားတဲ့ပုံရည်ဒီနားမှာလုံးဝမကြောက်နိုင်ဘူးအာဒီနားမှာ solution 2G ဖြစ်သွားတဲ့ indecision တွေဖြစ်တယ်ကျွန်တော်လုံးဝပြန်ကြလာနိုင်တယ်ပေါ့နော်ပြန်ကြနိုင်ပြီငါဝင်လိုက်ပြီလားဆိုတော့ no ကျွန်တော်အဲ့လိုပဲတော့မဝင်ဘူးဒါအာတင့်အိမ်ထရားပတ်စံကိုဆုံးရှုံးဝါးစီနိုင်တယ်ပေါ့နော်ရထားတဲ့အမျက်တွေပြန်ပါဝါးစီနိုင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်လုံးဝမဝင်ဘူးနောက်ကန်လေးဆက်ပြီးကြည့်အောင် โอเคကျွန်တော်တွေးထားသလိုပဲဒီနားမှာ market ကဒီ favorite gap ကိုလာပြီး retest လုပ်ပြီးအပေါ်ဘက်ကိုပြန်သွားခြင်းနဲ့ပုံစံဖြစ်တယ်ပေါ့နော်ကျွန်တော်တွေးထားသလိုပဲဆိုတော့ကျွန်တော်မဝင်ဖြစ်တာအမဟုတ်ချက်ချင်းမဝင်သေးပဲခဏစောင့်ကြည့်အောင်မယ်ဆိုရဲအဆုံးဖြတ်ချက်ကမှန်နေပေါ့နော်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့တခြားမြင်အောင်ကြည့်မယ်ဆိုဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ဒီကောင်က favorite gap ကိုလာပြီး retest လုပ်ပြီးအပေါ်ပြန်တက်တဲ့ပုံစံဖြစ်နေရပေါ့နော် MACD ကကိုွေးခြင်းနေပြီးမှလည်း MACD က bearish တွေကိုသွားခြင်းနေပြီးမှလည်းတကယ်တကယ် bearish မဖြစ်သေးဘူးအဲ့တော့ကိုအရောင်းတော့ picture perfect မဖြစ်ဘူးပြအဲ့တော့ကျွန်တော်မဝင်ဘူး ဟိုမှာမင်းဆက်ပြီးစောင့်ကြည့်နေရပေါ့နော်။ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော် call option တမားရဲ့အတွက်ဆိုလို့ရှိရင်ဒီကောင်ကိုကြောင်းထွက်ဆိုတဲ့အတွက်ပေါ့ဒီကန်လေးကိုကြောင်းထွက်သွားမှာဆိုတဲ့အတွက် call option ဝဲလူတွေကဒီမှာထွက်ရင်ထွက်မထွက်ဘူးဆိုတော့နောက်ထပ်စောင့်ကြည့်ပြီးခြားကန်လေးမှာထွက်ရင်ထွက်လို့ရရပေါ့နော်။ဒါပေမဲ့တေချာတာတော့ကျွန်တော်တို့ကဒီကန်လေးကိုကြောလို့ရှိရင်ထွက်ကမှာအဲ့ဒီအတွက်ကိုဒီကောင်ကပြန်လှည့်ကြလာတဲ့အခါမှာကျွန်တော် indicator အတိုင်းအလုပ်လုပ်လို့အကုန်လုံးကကျွန်တော်ဒီမှာထွက်ကမှာဒီကန်လေးမှာထွက်ကမှာပေါ့နော်။အဲ့ဒီအတွက်ကိုဒီမှာထွက်ပြီးသွားတဲ့အခါမှာနောက်ထပ်ကန်လေး၃တိုင်စိမ့်လာရဲအဲ့ဒါကမှအော်အေးငါ call လိုက်ကမှာတော့ငါပို့လိုက်ကမှာတော့ဖုန်မိုးကြီးလုံးဝ ဖြစ်เสียမှာမလို့ဘူးပေါ့နော်ကျွန်တော်ခြားပြီးသားဆုံးဖြစ်ချက်ကိုလေးစားရမယ်โอเคလောက်ကကန်တွေရလုံးဝအားကောင်းကောင်းကြီးနဲ့ကိုဆက်ပြီးတက်သွားတယ်ကျွန်တော်အဲ့မှာလဲကျွန်တော်လုံးဝ call option line မဟုတ်ဘူးကျွန်တော်မဝင်တာနော်ဒီကနေစပြီးတော့ကျွန်တော်ဒီ ပြန်နေအတက် call option ပေးရစီကနေစပြီးတော့ဒီ ठी ကိုမဝင်ဘာလို့မဝင်လဲဆိုလို့ရှိရင်ကျွန်တော်က market ကြီးကကြမယ်ကြမယ်ကြမယ်လို့စိတ်ထဲမှာတွေးနေအဲ့အတွေးကလည်းမကောင်းဘူးတကယ်တကယ်တော့မျက်စိရှေ့မှာမြင်နေရတာကိုကျွန်တော်တို့ trade ကပါဘုနော် scalping သမားတွေကကျွန်တော်တို့ဒါလုံးဝသင်္ကန်းစာယူတင်နေဒီကောင်းဆိုလို့ရှိရင်ကျွန်တော်တို့မရဘူးဆိုလို့ရှိရင်အနည်းဆုံး20 to 30%လောက်ရမယ်ပေါ့နော်အဲ့တော့ okay ကျွန်တော်တို့ဆက်ပြီးကြည့်အောင်အားဆိုင်က over sold တော့ over bought တော့မဖြစ်ဘူး MACD ကလည်း အဲကျွန်တော်တို့အမတီးကပထမကွေးခြင်းသလိုဖြစ်သွားပြီးမကွေးသွားဘူးဘာလို့မကွေးသွားအောင်ဆိုရတဲ့အတွက်အဲကျွန်တော်တို့ call option က put option ဝယ်ဖို့လည်းအဆင်မပြေပြောင်းဘူးဗောနော်အဲ့တော့ကျွန်တော်ဗာစဉ်းစားလဲဆိုလို့ရှိရင်ဒီနားမှာကကျွန်တော်မဖောက်သွားနိုင်ဘူးဒီကောင် redress လုပ်ပြီးဒီကောင်ပြန်တက်သွားတယ် okay ကျွန်တော်ဗာထပ်ပြီးစဉ်းစားလဲဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်ဖြစ်သွားခဲ့ပထမဆုံးအမြင်ဆုံးနေရဒီကောင်အမြင်ဆုံးနေရဒီ candle line တစ်ခုတာကြည့်ဗျကျွန်တော်ဒါ order block order block ကနေအောက်ထည့်ဆင်းသွားတယ်ဒီကနှစ်ခုတာကြည့်ဒီမှာဆိုဗာဖြစ်သွားလဲဆိုလို့ရှိရင် ကျွန်တော်ဒီကောင်လေးကကျွန်တော်ဘာနောက်ထပ်စဉ်းစားရတာခုပေါ့နော်ကျွန်တော်ကောင်းထဲမှာတကယ်လို့ငါတို့ဒီအရာအောင်ပီချာပတ်ဖက်မဖြစ်နေဘူး။ဟောအားဆိုင်ရလဲအရန်ကိုအပေါ်ရောက်နေပြီပေါ့နော်ကျွန်တော်ပြန်ပြန်ကြာလာမလားပေါ့နော်။အဲ့ဒီအရာလဲအရန်သိအားမကောင်းဘူးဒီကောင် volume ခံနေရလဲအရန်အားမကောင်းဆိုတော့ပြန်ကြာလာဖို့ကောင်းထဲမှာတွေးနေမိရပေါ့နော်။ကျွန်တော်အဲ့လိုတွေးရတော့ကျွန်တော်ဘာတွေးလဲဆိုလို့ရှိရင် okay ဒီဒီကောင်ကကြော်သွားပြီ။တကယ်လို့ဒါကျွန်တော်တို့ရဲ့ strategy တွေရဲ့တစ်ခုဖြစ်တဲ့ breakout retest ပေါ့နော်။တကယ်လို့ဒါဒီအရှိန်မှာအမြင့်ဆုံးဖြစ်ခဲ့တဲ့ဈေးကိုကြော် ်ပြီးတော့ကြော်သွားလို့ရှိရင်ကျွန်တော်ချက်ချင်းလိုက်မဝင်သေးဘူးเนาะကြော်ပြီးတော့ retest ဖြစ်ပြီးရဲ့အခါမှာကျွန်တော်တို့က call option ဝယ်ဖို့ရမယ်ပေါ့เนาะဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်အခုကဒီကောင်ကိုကြော်သွားတယ်ကြော်သွားပြီးတော့နောက်ထပ်ကန်လေးကချက်ချင်းပြန်ပြီးညီလာတယ်ကျွန်တော်တို့ဒီကောင်လေးကို blue view 12လောက်တဲ့နေရာပေါ့เนาะတကယ်တကယ်လို့အော် okay ဒီကောင်ကိုကြော်ပြီးငောင်းဝင်ပြီးငောင်းဝင်ပြီးဆိုပြီးတော့အသေးအတန် call option ဝယ်ဖို့လုပ်တဲ့လူတွေက12လောက်တဲ့နေရာအဲ့ကျွန်တော်တို့အနေနဲ့တတ်မှတ်တယ်ပေါ့เนาะအဲဖြစ် ောက်ထပ်ဖြစ်လာမဲ့ကံတွေအရာလည်းအဲ့လိုဖြစ်သွားခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒါကျွန်တော်စဉ်းစားရတဲ့ပုံကအရန်မိုက်သွားတဲ့လိုဒီညမှာကိုကိုစဉ်းစားမိရယ်ပြီးတော့ကျွန်တော်ဒီကောင် liquidity sweep ပြီးတော့ခေါ်လို့ခေါ်လို့ရှိရင်ခေါ်လို့ရမယ်ပေါ့နော်ကျွန်တော်တို့ဒါ1 minute time frame ဘယ်လိုလဲကျွန်တော်တို့5 minute time frame နောက်မှ another uh 3 minute time frame 2 minute time frame ဘလို့အချိန်မှာတော့ကြည်ကြည်ဒီကောင်အနေကကျွန်တော်မြင်ရမှာကဒီနွားကဟိုကျွန်တော်ကံတွေကိုကျွန်တော်တို့အာတခြားဘယ်လိုပြောမလဲ liquidity sweep သွားတဲ့ကံတွေအနေနဲ့ပဲမြင်ရမှာပေါ့နော်အဲ့တော့ ကျွန်တော်တို့ဒီနားမှာဘာဖြစ်မလဲဆိုတော့ကျွန်တော်ကနားမှာ put option ဝယ်ဖို့စပြီးစဉ်းစားပြီးဒီကောင်က liquidity စီးသွားပြီးဆိုပြီးကျွန်တော်ဒီနားမှာစပြီးစဉ်းစားရဲပုံအဲ့လိုစဉ်းစားရဲเนาะအဲ့တော့ကျွန်တော်နောက်ထပ်ကံတွေဘာဖြစ်မလဲကြည့်မယ်เนาะ Okay ကျွန်တော် indicator ရတော့ bullish တဲမှာပဲရှိနေတယ်ဒါပေမဲ့ကျွန်တော်ကပို့ဖို့စဉ်းစားနေမိရေပေါ့เนาะအဲ့ဒါတော့မကောင်းဘူးအဲ့ဒီချက်ကိုလည်းမလုပ်ကြပါနဲ့ Okay နောက်ထပ်ကံတွေကကျွန်တော်တို့ကလုံးဝကိုအောက်ထဲကိုဆင်းလာပြီကျွန်တော်တို့ ကြည့်ကြရအောင်နော်ဒီမှာ Matty ရ Parish တဲ့ဝင်သွားပြီ Matty ကနေစကွေးရဲ့ Parish တဲ့ရောက်သွားတယ်ဒါလေးခဏပဲပြင်မယ်နော်ကျွန်တော်တို့ဒီ media average တွေမှာရောက်သွားပြီဒါပေမဲ့ indicator ကကျွန်တော်တို့ indicator ခံနေရဆိုလို့ရှိရင်ကျွန်တော်တို့ဒါက bullish တွေမှာမရှိနေသေးဘူးပေါ့နော် media average ဖြစ်နေပြီပဲကျွန်တော်တို့ indicator က အာကျွန်တော်အာမက်ဒီက bearish ဖြစ်သွားပြီဒါပေမဲ့ candle ရတော့ bullish ဖြစ်နေတယ်ဒီအချိန်နေမှာကျွန်တော်ဒီအချိန်မှာကျွန်တော်ဘယ်လိုတွေးလဲဆိုလို့ရှိရင် market က back ဒီအရာက bearish ဖြစ်နေပြီပေါ့နော်အာကျွန်တော်တို့အာဒီ candle တွေရတော့ကျွန်တော်တို့ bullish ပုံစံမျိုးတွားနေရပါတော့ပြီးလို့ရှိရင်ဒီမှာ liquidity sweep sweep ထားတယ်ဒီကောင်လည်းပြန်လာပြီးတော့ကျွန်တော် higher high lower low higher low ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးဆိုရတော့ကျွန်တော်တို့က put option ပဲပို့ကျွန်တော်စဉ်းစားမယ်ပေါ့နော် okay ကျွန်တော်ကဘာဖြစ်သွားမလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်က put put လုံးဝတောက်လျှောက်စဉ်းစားလာခဲ့လို့ဆိုတော့ကျွန်တော်ဒီ candle မှာပဲကျွန်တော်က ုံးဝပုတ်ချလိုက်တော့ဘာလို့လဲဆိုလို့ရှိရင်တေချာနေပေါ့အားကျွန်တော်စိတ်ထဲမှာအပိချ perfect ဖြစ်တယ်ပေါ့နော်အဲ matte အရာလဲ bearish ကျွန်တော်တို့ EMA နိုင်အောင်ကိုလည်းရောက်လာပြီးပြီးသွားပြီဆိုလို့ရှိရင် AR sign လည်းပြင်ချနေပြီကျွန်တော်ဒီနောက်မှာဝင်ပြီးတော့10%တော့မဟုတ်20%လောက်ယူပြီးမြန်မြန်ထွက်မယ်ဆိုတဲ့အတွင်းနဲ့ကျွန်တော်ဒီနောက်မှာဝင်လိုက်တယ်ပေါ့နော် indicator အရာတော့မပေးသေးဘူးဒါမှကျွန်တော်ဝင်ပြီးသွားအဲ့မှာကျွန်တော်အတွင်းမှန်လားမှားလားကြည့်ကြမယ်။ Okay ဒီမှာလာပြီးတော့ကျွန်တော်တို့ indicator က ်ကကန်နေကာလာကချိန်သွားပြီပေါ့နော်ချန်ချိန်သွားပြီချိန်သွားပြီဆိုတော့အတွက်ကျွန်တော်ဝင်ထားမှန်သွားတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာအာမကကဆက်ပြီးဆက်ကြတယ်ပေါ့နော်ဒါကျွန်တော်အာ indicator လည်းအာ port option ဝယ်ဖို့အချက်ပေးလိုက်ပြီးကျွန်တော်တို့ port option ဝယ်ထားတယ်ကျွန်တော်စက်ကင်ထားသေးတယ်အိမ်မှာ ပြီးလို့ရှိရင်ကျွန်တော်ဒီအာကျွန်တော် viewer ရှိရပါတော့ viewer နာမှာဆိုလို့ရှိရင် viewer နဲ့ကျွန်တော်တို့ premium ကဟိုက်နေကတ်နေအဲ့နာမှာဆိုလို့ရှိရင်ကျွန်တော်သတိထားရပေါ့အဲ့ဒီတော့ကျွန်တော်က okay ဒီနာမှာတကယ်လို့ကန်နေအားကောင်းတယ်ဆိုလို့ရှိရင်ငါစက်ကင်ထားမယ်အားမကောင်းဘူးဆိုလို့ရှိရင်ငါထွက်မယ်ဆိုတဲ့အတွေးရှိရပါတော့ တော့နောက်ထပ်ကန်တွေရအကောင်းတယ်ကျွန်တော်ဆက်ကင်ထားတယ်အဲဘာဖြစ်လဲဆိုလို့ချင်းကျွန်တော်ကဒီနားမှာရင်ကျွန်တော်ထွက်လိုက်တယ်ပေါ့မက်ဒီကိုနှစ်ချောင်းကြော်ပြီးတော့ကျွန်တော်ပုံစံအရဆိုပုံမှန်အဖြစ်ကျွန်တော်ဆက်ကင်ရမယ်ပေါ့နောက်ဖြစ်လဲဆိုလို့ချင်းကျွန်တော်အရင်ဘယ်လိုပြောမလဲပြကျွန်တော်အစောကြီးကလည်းဝဲထားတယ်အောင်အမျက်ကလည်းရနေပြီငါထွက်လိုက်တော့မယ်ဆိုပြီးဒီနားမှာရင်ကျွန်တော်ထွက်လိုက်တယ်ဒါမဲ့ကျွန်တော်အင်ဒီကေတာအရကျွန်တော်တို့က bearish တဲ့မှာပဲရှိနေသေးတယ်ကျွန်တော်တို့စက်ကင်ထားလို့ရတယ် โอเคကျွန်တော် fair value ကတည်းကတောက်လျှောက်ပေါ်ခဲ့တယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်တို့ကျွန်တော်ထွက်လိုက်တယ်โอเคအဲ့ကျွန်တော်ထွက်ပြီးတော့နောက်တစ်တိုင်ကြာပြီးအချိန်မှာပဲ market ကဆက်ပြီးတော့အပေါ်လာပြီးတော့ကျွန်တော်ဈေးကြိုအမြင့်ဆုံးဖြစ်တဲ့ကျွန်တော်ဈေးကြိုအမြင့်ဆုံးတဲ့ pre market high ပေါ့เนาะ pre market high ကိုလာပြီး retest လုပ်တယ် retest လုပ်ပြီးတော့ပြန်ကြဖို့အချိန်လေးမှာရှိရပေါ့เนาะကျွန်တော်ဒီကျွန်တော်တို့က candle ကို color လောက်ထားတယ်ပေါ့နော် candle ကို color လောက်ထားတဲ့အတွက်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီကောင်ကအစိမ့်တက်သွားပြီမဲ့ကျွန်တော်တို့က bearish trend ထဲမှာပဲရှိနေတဲ့အတွက်ကျွန်တော်တို့ဒီ candle ကအနည်းအောင်လေးနဲ့မြင်နေရပါတော့ကျွန်တော်စီမှာဆိုလို့ရှိရင် โอเคအဲ့တော့ကျွန်တော်ကဘာစဉ်းစားလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်နောက်တစ် trade တစ်ခုထပ်ပြီးဝင်လိုက်တယ်ကျွန်တော်ဘာစဉ်းစားလဲဆိုလို့ရှိရင်ဈေးကြိုအမြင့်ဆုံးအာကျွန်တော်တို့ pre market high ကိုကျွန်တော် retest လုပ်ပြီးတော့လာထိပြီးတော့ပြန်ကြလာထိပြီးတော့ပြန်ကြနိုင်ကြီးရှိရယ်ပေါ့နော်အမှနောက်တစ်ချောင်းကလည်းหนีရယ်ကျွန်တော် indicator ကလည်းကြော်လို့ရှိရင် trap ဆိုရဲအမှလေးတစ်ခုထပ်ပြီးအဲ့တော့ဒီချောင်းမှာပဲကျွန်တော်နောက်တစ်ခါထပ်ပြီးထပ်ဝင်လိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီမှာ trap ပြီးတော့ဒီမှာပြန်ဝင်တဲ့အတွက်ကျွန်တော်ကပြောမယ်ဆိုလို့ personal နည်းနည်းတော့ safe safe ဖြစ်သွားနိုင်တယ်ပေါ့နော်ဘိုင်းပါဝါကတော့တည်ရမလား ကျွန်တော်တို့ကုန်တယ်ပေါ့โอเคနောက်ထပ်ကန်လေးဆက်ကြရတယ်ကျွန်တော်တို့ ORB 15မိနစ်ကိုအောက်ကိုဖောက်သွားတယ်ကျွန်တော်ဒီကန်လေးရဲ့နည်းနည်းလေးပြန်သက်တာကိုကျွန်တော်အနေနဲ့ကျွန်တော်စိတ်ထဲမှာသိမကြိုက်ဘူးကျွန်တော်အားလုံးကျွန်တော်ထွက်ဖို့စဉ်းစားရတယ်ပေါ့နော်မြန်မြန်ထွက်မြန်မြန်အမြတ်ယူဆိုပြီးကျွန်တော်အလုပ်လုပ်ဖို့စဉ်းစားရတယ် တော့ကျွန်တော်ကဒီကန်ဒီကန်နယ်မှာပဲကျွန်တော်လုံးဝထွက်ပလိုက်ပြီပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုဖြစ်နေရတယ်ကျွန်တော်မကြိုက်ဘူးဒီကန်နယ်ရဲ့ပုံစံအနေထားရင်မကြိုက်ဘူးဒါပေမဲ့ကျွန်တော်ထွက်လိုက်တယ်ဒါပေမဲ့မက်ကကစတေးဘယ်ရစ်ပဲနော်ဘယ်ရစ်ထရန်နယ်မှာပဲရှိနေသေးရဲ့မက်ဒီကလည်းဘယ်ရစ်ဒါပေမဲ့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အင်ဒီကေတာအရာလည်းဘယ်ရစ်အာကျွန်တော်တို့နောက်ပြီးလို့ရှိရင် EMA အရာလည်းဘယ်ရစ်ဘာဖြစ်လဲဆိုရင်တစ်ခုပဲဗျကျွန်တော်တို့ အားဆိုင်ဟာ oversold ဖြစ်သွားပြီပေါ့နော်အဲ့အချိန်မှာကျွန်တော်ဒီနားမှာဒီနားမှာထွက်လိုက်တယ်ထွက်လိုက်တဲ့အချိန်မှာဒီနားမှာအားဆိုင် oversold ဖြစ်နေပြီဒါပေမဲ့ကျွန်တော်တို့ကျွန်တော်တို့ founder တွေကတယောက်ဖြစ်တဲ့ကိုတက်တင်ထားတာကအမြန်သူတင်ပေးထားတဲ့စကားတစ်ခုရှိရပေါ့နော်မကကဒီလို bit news တွေနဲ့အာ any တခုခု anning တွေတခုဖြစ်ပြီးတော့အချိန်တွေမကောင်းတဲ့အခါမှာအားဆိုင်ကအတုံးမှုဆိုတဲ့စကားပေါ့နော်အားဆိုင်ကိုမကြည့်နဲ့အားဆိုင်ကိုကြည့်လို့ရှိရင်အလုံးမဖြစ်ဘူးကိုကအာကိုနင်း အဲဆိုင်ရအိုက်နေမှာတိတ်ပြီးအသုံးမလို့ဆိုတော့သူတင်ပေးထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ trade ထဲမှာဆိုတော့ကျွန်တော်ရဲ့ခေါင်းကတိတ်ပြီးအလုံးမလုံးလုံးမလုံးဖြစ်တော့ကျွန်တော်ညမှရင်ထွက်လိုက်တယ်ဒါပေမဲ့ crew ရဲ့အကူတွေမှတွေကသူတို့စက်ပြီးခိုင်းထားကြတယ်ပေါ့နော်စက်ခိုင်းထားပြီးသူတို့အာ percentage ပေါင်းများစွာရကြတယ်ပေါ့နော်ကျွန်တော်ညမှရင်ထွက်လိုက်တယ်ထွက်လိုက်ပြီးတော့ကြည့်ကြအောင်ပေါ့နော်ကျွန်တော်ရဲ့ founder တွေတယောက်ဖြစ်တဲ့ကိုသက်ရဲ့စကားလေးကိုကျွန်တော်မေးလိုက်တဲ့အတွက်ကျွန်တော်ပေးဆက်လိုက်ရတဲ့ပေးဆက်မှုပေါ့မကကြီးကဆက်ပြီးတော့ ျွန်တော် retest လာလုပ်ပြီး market ကြီးဆက်ပြီးကြရခင်ဗျာကျွန်တော်တို့ MACD ရလဲ bearish နေမှာရှိအားဆိုင် oversold ပါနော်အားဆိုင် pocket လေးအဲ့လိုဖြစ်ပြီးတော့ကျွန်တော်တို့ market ကြီးကတောက်လျှောက်တောက်လျှောက်တောက်လျှောက်ဆက်ကြသွားတယ်ပေါ့နော်အော်โอเคပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ခုကျွန်တော်ပြောချင်တာဒီမှာတော့ကျွန်တော် trade ကထွက်လိုက်ပြီးသွားပြီကျွန်တော်စက်ပြီးစက်မှုအမြင့်တော့ဘာလို့လဲဆိုလို့ရှိရင်အဲကျွန်တော်ကိုကိုဝင်မဖြစ်ချင်ဘူးမနော်အာဒီလောက်ကြီး market ကြီးကျနေပြီ ဒီအောက်မှာပဲကျွန်တော်တို့ gap ကြီးရှိရသိသလားဘာလို့ဆိုတော့အာကျွန်တော်တို့ဟိုကျွန်တော်တို့အခုဟာ regular trading hour နဲ့ကြည့်တာမဟုတ်ဘဲနဲ့ a standard trading hour နဲ့ကြည့်တာပေါ့နော် regular trading hour နဲ့ကြည့်ရဆိုလို့ရှိရင် market ကြီးက gap ကြီးရှိ gap ကြီးရှိရပါလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့သုံးငွေနည်းတစ်ခုပေါ့နော်ကျွန်တော်တို့သုံးအမြတ်သုံးနေကြအများနည်းတွေအများကြီးရနည်းတစ်ခုဒီမှာကျွန်တော်တို့အာဒီကျွန်တော်တို့မနေ့က market ပိတ်ပြီးသွားတဲ့အချိန်မှာဒီညဘက်တောက်တစ်လျှောက်လုံးနဲ့ဒီ မက်ကတ်တစ်လျှောက်လုံးတက်ခဲ့တာပေါ့နော်ပရီမက်ကတ်မှာတောက်လျှောက်တက်ခဲ့ after hour မှာလည်းလုံးဝတောက်လျှောက်တက်ခဲ့ရတာကျွန်တော်နံပါတ် gap ကြီးတစ်ခုဖြစ်သွားစေအဲ့ gap ကကျွန်တော်အာအဲ့ gap ကိုပြန်ဖြည့်နိုင်နေဆိုတဲ့အခြေအနေရှိအဲ့မဲ့ကျွန်တော်ကဒီနားမှာနေထွက်ထားတယ်ကျွန်တော်စိတ်ထဲကဘာတွေးလဲဆိုပြီးရင်ဒီနားကနေတရားဥထဲထိပေါ့ချက်ချင်းပြန်ဖြည့်ပါမလား